ုတစ်ခေါက်သင်ခန်းစာမှာတော့ Dev Day Group တွေနဲ့မိမိစိတ်ကြိုက် Devs လေးကိုဘယ်လိုများတည်ဆောက်မလဲဆိုတဲ့အကြောင်းအရာလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်။အဲ့တော့ Devs ဆိုတာကတော့ဘယ်လိုအရာတွေခေါ်တာလဲဆိုလို့ရှိရင်ဒီညမှာ Home ရှိတယ်။ Insert ရှိတယ်။ Draw ရှိတယ်။ Page Layout Formula ဒီအပေါ်ကအဟာလေးတွေကို Tab လို့ခေါ်ပါတယ်။အဲ့ဒီ Tab တစ်ခုချင်းစီကသွားတဲ့ပုံစံမတူဘူးပေါ့နော်။ဒီ Home မှာဆိုလို့ရှိရင် Home ရဲ့အောက်မှာ သူ့ရဲ့ ribbon လေးတွေကမတူဘူး instance ဆိုရင်လည်း ins ရဲ့အောက်မှာရှိတဲ့ ribbon လေးတွေကမတူဘူးအဲ့ဒီဟာလေးတွေကို groups လို့ခေါ်ပါတယ်သူက home tab ဆိုလို့ရှိရင်သူက group တွေနဲ့ဖွဲ့စည်းထားတာမျိုးပေါ့နော် ins ဆိုရင်လည်းသူ့ရဲ့တက်ဆိုင်ရာ group တွေနဲ့ဖွဲ့စည်းထားတာမျိုးဖြစ်ပါတယ်ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင် home tab ထဲမှာဆိုလို့ရှိရင်သူကဒီမှာမြင်းလေးနဲ့ပိုင်းထားပါတယ်ဒါက group တစ်ခုဖြစ်ပါတယ်ဒီ group ကဘာဘာ group လဲဆိုလို့ရှိရင် clipboard group ဖြစ်ပါတယ်အဲ့တော့ဒီနဲ့ ဒီဘက်ချားကိုလည်းမြင်းလေးနဲ့ပိုင်းထားတာဖြစ်ပါတယ်အဲ့တော့ဒီနှစ်ခုချားမှာရှိတဲ့ group လေးကို form group လို့ခေါ်ပါတယ်ဒီမှာလည်းအတူတူပါပဲဒီမှာလည်းမြင်းလေးနဲ့ပိုင်းထားတယ်ဒီဘက်မှာလည်းမြင်းလေးနဲ့ပိုင်းထားတယ်ဒီနှစ်ခုချားမှာရှိတဲ့ group လေးကို alignment group လို့ခေါ်ပါတယ်အဲ့တော့ home ထဲမှာဆိုလို့ရှိရင် group ခုနှစ်ခုနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ် inset မှာဆိုရင်လည်း inset နဲ့တက်ဆာနဲ့ group လေးတွေကသူ့တက်ဆာရာ group လေးတိုင်းဖွဲ့စည်းထားတာဖြစ်ပါတယ် draw ဆိုရင်လည်း draw နဲ့သက်ဆိုင်တဲ့ group ဖြစ်ပါတယ်။ page လေးရောက်ဆိုရင်လည်း page လေးရောက်မှာသူနဲ့သက်ဆိုင်တဲ့ group လေးတွေကို မြင်းလေးတွေနဲ့ပိုင်းပြောမှာပိုင်းခြားထားတာမျိုးတွေရှိပါတယ်။ဒါကို group လို့ခေါ်ပါတယ်။ဒါဆိုလို့ရှိရင် tab နဲ့ group ကိုကွဲခြားသွားပြီလို့ထင်ပါတယ်။တစ်ခါတလေမှာတစ်ခုခုကိုနှိပ်မိလိုက်လို့အောက်က ribbon လေးကပျောက်နေတာမျိုးတွေရှိပါတယ်။ဒါဆိုလို့ရှိရင်လည်းပြန်ဖော်လို့ရပါတယ်။ပြန်ဖော်တဲ့နေရာတော့အမျိုးမျိုး ရှိရပါတော့။အဲ့တော့တကယ်လို့များပျောက်နေတယ်။ကိုကဒီမှာစာတွေရိုက်တယ်။စာတွေရိုက်တဲ့အခါမှာဒီအပေါ်က tab တွေကိုအလွယ်တကူမြင်လို့မရဘူးပေါ့နော်။ဒီနေရာမှာမရှိရလို့သိထားတဲ့လူတွေကတော့ကိစ္စမရှိပြီမဲ့လို့ ခုမှစမ်းပြီးတော့မှစပြီးတော့မှလုံးမဲ့သူတွေတွေ့ဆိုရင်ကတော့ဒီ ribbon လေးကပြောင်းနေလို့မဖြစ်ပါဘူးဒါအရေးကြီးပါတယ်အဲ့တော့ဘယ်လိုပြန်ဖုံမလဲဆိုလို့ရှိရင် tab တစ်ခုခုတည်းကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင် double click ပေါ့နော် double click ဆိုတာလက်ညှိုးလေးနဲ့1 2နှစ်ချက်စတိုင်းနှိပ်လိုက်ရတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် အောက်မှာစာတွေရိုက်နေတော့လည်းပဲအပေါ်က ribbon လေးကပေါ်နေမှာဖြစ်ပါတယ်ဖြောက်ချင်တယ်ဆိုရင်လည်းပဲ double click နှိပ်လိုက်လို့ရှိရင်ပျောက်သွားမှာဖြစ်ပါတယ်ပြန်ဖော်ချင်တယ်ဆိုရင်မိမိကြိုက်တဲ့ tab နေရာမှာတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားရင် အဲ့ဒီပုံမှာ double click နေလိုက်ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အောက်က ribbon လေးကပြန်ပေါ်လာမှာဖြစ်ပါတယ်ပြန်လို့ဖြောင်းချင်နေဆိုရင် shortcut key လည်းရှိပါတယ်အဲ့ဒါကတော့ control f1 ဖြစ်ပါတယ် control f1 နေလိုက်မယ်ဆိုလို့ရှိရင် ribbon လေးကပျောက်နေမှာဖြစ်ပါတယ်ပြန်ပေါ်ချင်နေဆိုရင်လည်း control f1 ပြန်ပေါ်လို့ရပါတယ်ဒီခါကလေးမှာဒီဘက်ကအပေါ်ထောင်နေတဲ့အများလေးကိုနေလိုက်ရင်လည်းသူကပျောက်သွားတာမျိုးတွေရှိပါတယ်အဲ့ဒီခါမျိုးမှာဆိုရင်လည်းခုနကပြောတဲ့နီလန်းနှစ်နှစ်ကိုသုံးလို့ရပါတယ် control F1 အသုံးပြမှာပြန်ဖော်လို့လည်းရတယ်။ဒီနေရာမှာ tab နေရာမှာ double click နှိပ်ပြောမှလည်းပြန်ဖော်လိုက်လို့ရပါတယ်။ဒါကတော့ ribbon တွေကိုဖော်ခြင်းနဲ့ဖြောင်းခြင်းနဲ့ဆိုလို့ရှိရင်သုံးတဲ့နည်းဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ဒီ quick access to bar တွေမှာပေါ့နော်။ quick access to bar တွေမှာထည့်ထားခြင်းနဲ့မြင်မြန်ဆန်းဆန်းယူသုံးလို့ရတဲ့ features တွေပေါ့နော်။ဒါတွေကိုထည့်ထားခြင်းနဲ့ဒါပေမဲ့ကိုသုံးခြင်းနဲ့ features လေးကဒီမှာမပါဘူးဆိုလို့ရှိရင်ဘယ်နေရာနေသွားရလဲဆိုတာလေးကိုပြောပြခြင်းပါတယ်။ အဲ့တော့ဒီမှာရှိတဲ့ drop down များလေးကိုနှိပ်လိုက်ပါမယ်။နှိပ်ပြီးသွားလို့ရှိရင် more command ဆိုတာလေးကိုနှိပ်လိုက်ပါမယ်။နှိပ်လိုက်လို့ရှိရင်ဒီလို dialog box လေးကျလာမှာဖြစ်ပါတယ်။ဒီလို dialog box ကျလာပြီဆိုလို့ရှိရင်ဒီထဲမှာ quick access to bar နေရာမှာသူကအမဲအောင်လေးပြနေတယ်ပေါ့နော်။ဒီထဲမှာရောက်နေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အဲ့တော့ဒီနေရာမှာ popular command ဆိုတာလေးဖြစ်နေပါတယ်။အဲ့ဒီ popular command ဆိုတာထဲမှာမရှိဘူးဆိုရင်လည်း all command ထဲမှာရှိပါတယ်။ တော့ popular comment ဆိုတာကတော့ဒါလူသုံးများတဲ့ comment တွေကိုစုစည်းတင်ပြပေးထားတာဖြစ်ပါတယ်အဲ့တော့ကိုကလိုချင်တာကဒီထဲမှာမရှိဘူးဆိုလို့ရှိရင်လည်း all comment ကိုရွေးလိုက်ရင်လည်းဖြစ်ပါတယ်အဲ့တော့ all comment ကိုရွေးလိုက်မယ် all comment ကိုရွေးလိုက်တာနဲ့ comment တွေအားလုံးကခုနတုန်းက tab out မှာရှိတဲ့ group တွေမှာရှိတဲ့ဒီပေါ့နော် features အသေးလေးတွေတခုချင်းစီက command အနေနဲ့တခုချင်းစီဒီအောက်မှာလာပေါ်ပေးနေမှာဖြစ်ပါတယ်။မိမိသုံးချင်တဲ့အရာလေးတွေကိုဒီထဲကနေအလွယ်တကူဆွဲယူလို့ရပါတယ်။ဥပမာအဖြစ် ေဘယ်ထဲမှာကော်လမ်လေးရိုးတွေကိုဖြတ်တဲ့ကွန်မန်းလေးကိုအလွယ်တကူယူသုံးချင်တယ်ဆိုလို့ရှိရင် delete table column ဒါလေးကိုယူမယ်ဆိုရင် add ကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်ညာဘက်မှာရောက်သွားတာဖြစ်ပါတယ်ဒါကတော့အရင်ဆုံးကလက်ရှိသုံးနေတဲ့ကွန်မန်းလေးတွေဖြစ်ပါတယ်အဲ့တော့ဒါကိုလည်းလိုချင်တယ်နောက်ထပ် row တွေဖြတ်တဲ့ဟာကိုလည်းပဲလိုချင်တယ်ဆိုရင်ဒီမှာ delete table row ဒါကိုယူမယ်ဆိုရင် add ကိုနှိပ်လိုက်ပါဒါဆိုရင်ညာဘက်မှာ delete table row ဆိုတာလေးရောက်သွားမှာဖြစ်ပါတယ် အဲ့တော့မလိုချင်ဘူးဆိုလို့ရှင်လည်းပဲကိုမလိုချင်တဲ့ဥစ္စာကို click နေလိုက်ပါပြီးရင် remove ဆိုတာလေးနေလိုက်ပါဒါကိုမလိုချင်ဘူးဆိုရင်လည်းဒါကိုမလိုချင်တဲ့ဟာကိုတခြားနေလိုက်ပါ remove ဆိုတာလေးကိုနေလိုက်ပါအဲ့တော့တခြားလိုချင်တဲ့အရာတွေရှိတယ်ဆိုလို့ရှင်ရင်ဒီထဲမှာလိုချင်တာကိုယူမယ် add လုပ်မယ်မလိုချင်ဘူးဆိုရင်ဒါကိုပြန်နှိပ်မယ် remove လုပ်မယ်ဒါဆိုရင်ပျောက်သွားမှာဖြစ်ပါတယ် ်ရေလို့လိုချင်တာတွေယူပြီးသွားပြီးအက်လုပ်ပြီးသွားပြီးစိတ်ကြဖြစ်ပြီးဆိုရင်တော့ okay ကိုနေလိုက်ရမှာဖြစ်ပါတယ်အခုတော့ထပ်မယူတော့ပါအောင်နော်တကယ်လို့ဒီထဲမှာအစင်သိရှိရဆိုရင်လည်းပဲ new ကိုလိုချင်တယ် new ကိုနေလိုက်မယ်မလိုချင်တော့ဘူးဆိုရင် right click နေလိုက်မယ် remove from quick access to ဘာလေးကိုနေလိုက်ရမှာဖြစ်ပါတယ်အဲ့တော့ဒီ quick access to ဘာကိုလည်းဒီအပေါ်မှာမထားခြင်းဘူးဒါဆိုလို့ရှိရင်အောက်မှာထားခြင်းနေဆိုရင်လည်းရပါတယ် show below the ribbon ဆိုတာလေးကိုနှိမ့်လိုက်ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီ ribbon ရဲ့အောက်မှာ quick access to ဘာလေးရရောက်သွားမှာဖြစ်ပါတယ်တကယ်လို့အပေါ်ပြန်တင်ခြင်းလဲဆိုရင်လည်းရပါတယ်ဒီ drop down arrow လေးပဲနှိပ်ပါ show above the ribbon ကိုနှိမ့်လိုက်ရင်ရပါတယ်ဒါဆိုရင်အပေါ်တက်သွားမှာဖြစ်ပါတယ်ဒါကတော့ quick access to ဘာလေးမှာ command တွေထပ်ထည့်ပုံထပ်ထည့်နေကိုပြောပြပေးခဲ့တာဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ဒီမှာရှိတဲ့ tab တွေကိုမိမိစိတ်ကြိုက် tab လေးတစ်ခုဖန်တီးတာဖြစ်ပါတယ် ဒီမှာဆိုရင် home ထဲမှာဆိုရင် home tab ထဲမှာဆိုရင်သူတက်မှတ်ပေးထားတဲ့ group ထဲက command လေးတွေကိုပဲယူသုံးလို့ရတာဖြစ်ပါတယ်အဲ့တော့မိမိစိတ်ကြိုက် tab လေးတစ်ခုဖန်တီးခြင်းနဲ့ဆိုလို့ရှိရင်လည်းပဲရပါတယ်အဲ့တော့ခုနကပြောတဲ့ quick access to bar တွေက drop down arrow လေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင် more command ဆိုတာလေးကိုနှိပ်ပါမယ်အဲ့ဒီ more command နဲ့မှာမှာဒီမှာဆိုရင် quick access to bar ထဲမှာရောက်နေတယ်ဒီထဲကိုသွားမှာမဟုတ်ပါဘူးသူ့ရဲ့အပေါ်က customize ribbon ဆိုတာလေးကိုသွားပါမယ် customize ribbon ကိုသွားလိုက်ပြီဆိုတော့ဒီနေရာလေးဒီမှာအမှန်ချစ်ထားတာလေးကိုတွေ့ရမှာဖြစ်ပါတယ်ဒါကအခုလက်ရှိမိမိရဲ့အိမ်စဲမှာပေါ်နေတဲ့အရာလေးတွေပေါ့နော်ဒီမှာဆို home tab ရှိတယ် insert tab ကိုလည်းပေါ်ထားတယ် draw tab ကိုလည်းပေါ်ထားတယ် developer tab ကိုတော့အသုံးမလိုတဲ့အတွက်ကြောင့်လို့မပေါ်ထားဘူးပေါ့နော်အဲ့တော့ပေါ်ထားတဲ့ tab လေးတွေကိုဖော်ပြထားတယ်ကိုကဒီ tab တွေအပြင်မိမိစိတ်ကြိုက် tab လေးတခုဖန်တီးมาဖြစ်တဲ့အတွက်ကြောင့်လို့ဒီအောက်မှာ new tab ဆိုတာရှိပါတယ် new tab ဆိုတာကတော့မိမိစိတ်ကြိုက် tab လေးတခုယူလိုက်တာဖြစ်ပါတယ် new group ဆိုတာကတော့မိမိယူလိုက်တဲ့ tab ထဲမှာထဲမဲ့ group လေးတွေကိုပြောတာဖြစ်ပါတယ် rename ဆိုတာကတော့မိမိယူထားတဲ့ tab ကိုနာမည်ပေးတာဖြစ်ပါတယ်အဲ့တော့ new tab ဆိုတာလေးကိုယူလိုက်ပါမယ် new tab ကိုယူလိုက်တာနဲ့ဒီနေရာမှာ new tab ဆိုတာလေးပေါ်လာမှာဖြစ်ပါတယ်အဲ့တော့ new tab ကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားလို့ရှိရင်ဒီ new tab အတိုင်းပဲသုံးမှာမဟုတ်ဘူးဒီ tab လေးကိုနာမည်ပေးဦးမှာဖြစ်တဲ့အကြောင်းမလို့ rename ဆိုတာလေးကိုနှိပ်ပါမယ်အဲ့ဒီ rename မှာ မိမိကြနေတတ်တဲ့နာမည်ပေးရမှာဖြစ်ပါတယ်ဥပမာအဖြစ် A 3လုံးဆိုတဲ့နာမည်လေးနဲ့ကိုက3ချင်နေထားပါတော့မိမိနာမည်3ရင်လည်းရပါတယ်ပြီးလို့ရှိရင် okay နေလိုက်ပါမယ်ဒါဆိုရင်အစမ်းကြီးကြီးပါမယ် okay နေလိုက်ပါမယ်ဒါဆိုရင်ဒီနေရာမှာတက်နေရာမှာ A3 လုံးဆိုရဲတက်လေးတစ်ခုပို့လာတာကိုသတိထားမိပါလိမ့်မယ်။အဲ့တော့ A3 လုံးတက်ကိုနေလိုက်မယ်ဆိုရင်ဒီအောက်မှာဘာမှမရှိနေဘူးပေါ့နော်။ဘာလို့လဲဆိုတော့ခုနကတည်းက group ထဲမှာဘာမှမတက်မှတ်ထားရသေးတဲ့အတွက်ကြောင့်မလို့ group တွေကပေါ်မနေတာဖြစ်ပါတယ်အဲ့တော့ group တွေကိုထပ်ထည့်ခြင်းနဲ့ဆိုရင်လည်းပဲခုနအတိုင်းပဲ more commands ကိုတွားရမှာဖြစ်ပါတယ် customize ribbon ကိုတွားရမှာဖြစ်ပါတယ်အဲ့တော့ group တွေထပ်ထည့်မှာဖြစ်တဲ့ကြောင့်မလို့ new group နေရာမှာ click တစ်ချက်နေလိုက်ပါနေပြီးသွားပြီဆိုလို့ရှိရင်ဘယ်အရာတွေထည့်မှာလဲဥပမာအဖြစ် copy လိုချင်တယ် add လုပ်မယ်နောက်တစ်ခုလိုချင်နေတယ် cut လိုချင်နေ add လုပ်မယ်ပေါ့နော်နောက်တစ်ခုလိုချင်နေတယ် fill color လိုချင်နေ add လုပ်မယ် နတော့ကပြောတဲ့ daily column တည်လဲလိုချင်နေတယ် daily rows တည်လဲလိုချင်နေတယ်ဒါဆိုရင်လည်း add ထည့်ပါမယ်တကယ်လို့မလိုတဲ့ဟာပါသွားတယ်ဆိုရင်လည်းမလိုချင်တာကို remove ပြန်လုပ်လိုက်လို့ရပါတယ် font ကိုလည်းပဲထပ်ထည့်ခြင်းနဲ့ထည့်လို့ရပါတယ် font size ဒါတွေကိုလည်းပဲထပ်ထည့်လို့ရပါတယ် font color ဒါတွေကိုလည်းပဲထပ်ထည့်လို့ရပါတယ် format painter လိုချင်လား add လိုက်လိုက်ရုံပါပဲအဲ့တော့ဒါတွေက group တွေဖြစ်သွားပြီပေါ့နော်အဲ့တော့ okay လေးကြည့်လိုက်ပါမယ် okay ဒါဆိုလို့ရှိရင်ခုနကတော့ မိမိရွေးချယ်ပြီးတော့မှ add လုပ်ထားတဲ့အရာလေးတွေက group အနေနဲ့ပေါ်လာတာဖြစ်ပါတယ်ဒီနေရာမှာ new group ဆိုတာပေါ်နေပါတယ် new group ဆိုတာကနာမည်မပေးထားရတယ်လို့ပေါ့နော်တကယ်လို့ဒီ new group ဆိုတာကိုလည်းမိမိကြားနေတတ်တဲ့နာမည်လေးပေးလို့ရပါတယ်အဲ့တော့ခုနကတုန်းက new group ဆိုတာလေးကိုမကြိုက်ဘူးမကြိုက်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ new group လေးကိုနာမည်ပေးကြည့်ပါမယ်ဒီ new group ကိုနှိပ်ပါနှိပ်ပြီးတော့ရင် rename ဆိုတာလေးကိုနှိပ်ပါနှိပ်ပြီးတော့ပြီဆိုလို့ရှိရင်ဒီမှာပေါ့နော် symbol လေးတွေနဲ့လည်းပေးလို့ရတယ်ဒါပေမဲ့နာမည်လေးတွေနဲ့လည်းပေးလို့ရတယ်ပေါ့ဥပမာအဖြစ် useful ပေါ့ useful ဖြစ်တဲ့မိမိအတွက် useful ဖြစ်တဲ့ဟာလေးတွေကိုရွေးချယ်သုံးထားတာဖြစ်တဲ့အတွက်ကြောင့်မို့ useful လို့ပေးလိုက်တာဖြစ်ပါတယ် okay နေလိုက်ပါမယ်အဲဒီမှာဆိုလို့ရှိရင်ခုနကက new group နေရာမှာ useful ဆိုတဲ့နာမည်လေးနဲ့ group နာမည်အသစ်ပေါ်နေမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဘယ်ထဲမှသွားကြရမလို့ပဲနဲ့မိမိအသုံးများတဲ့ဟာလေးတွေကိုတနေရာတိုင်းမှာရွေးချယ်စုစည်းထားတဲ့ပုံစံမျိုးဖြစ်ပါတယ် ဒါကတော့မိမိစိတ်ကြိုက်တပ်တကူဖန်တီးတာ ဖြစ်ပါတယ်အဲ့တော့မိမိဖန်တီးထားတဲ့တပ်ကိုမလိုချင်တော့ဘူးဖျက်ချင်တယ်ဆိုရင်လည်းရပါတယ်အဲ့တော့ခုနကပြောတဲ့ဒီနားက drop down arrow လေးကိုနှိပ်လိုက်ပါပြီးရင် more commands ကိုပြန်သွားလိုက်ပါခုနကတော့ customize ribbon ဆိုတဲ့နေရာလေးကိုသွားလိုက်ပါမိမိပေးထားတဲ့ယူထားတဲ့ tab ကိုနှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင် right click နှိပ်ပြီးတော့မှ remove လုပ်မယ်ပြီးရင် okay နှိပ်လိုက်မယ်ဆိုရင်မိမိဖန်တီးထားတဲ့ တက်လေးကပျောက်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့တင်သွားတဲ့သင်ခန်းစာက tough နဲ့ groups အကြောင်းဖြစ်ပြီးတော့မှမိမိစိတ်ကြိုက်တက်လေးတစ်ခုကိုဖန်တီးတာဖြစ်ပါတယ်